မတ်ဂျိုပေါ်မှာလူသားတွေတည်ရှင်နေထိုင်မှုအတွက်ရေကြီးတဲကနေရေထုတ်တဲ့ဆက်ကိုတီထွင်နိုင်ခဲ့တဲ့အာကသယင်မှုဇလန်လေးရဲ့အစမှာတော့ဝီလျံကအာကသယင်မှုသိပ္ပံပညာရှင်တယောက်ဖြစ်ပြီးမတ်ဂျိုပေါ်မှာနယ်မြေတိုးချဲ့ဖို့အတွက်တာဝန်ယူထားရတဲ့သူပဲဖြစ်ပါတယ်။ထွက်ခွာလာခဲ့တဲ့ရေပောင်း290တွင်သူကစမ်းသပ်ချက်တွေကိုပြုလုပ်ရင်းနဲ့အာကသရဲမှာမမျှော်လင့်ထားတဲ့အခြေအနေတွေဖြစ်လာတဲ့အတွက်အထူးကြံပြီးသွေးလေ၆ချားကယူမသွားအောင်လို့စိတ်ထိန်နေကြရပါတယ်။ တရပြည်တည်းကသူကဥတီယာမာချိုနဲ့နီးကပ်လာခဲ့ပြီးအနီရောင်ဂျိုကြီးပေါ်ကနေသူ့ကိုခေါ်နေတယ်လို့မျိုးပြင်းထန်တဲ့စွဲငင်အားကိုခံစားခဲ့ရပါတယ်။မာချိုကကြေပြောတဲ့စစ်ကြဝဠာအတွင်းကအဆက်ပြောက်တေးသေးလေးတစ်ခုဖြစ်ပြီးအစားကတက်ရှိတွေမရှိပေမဲ့ကဘာမီပေါ်ကကပတိန်ဖြစ်တဲ့ဝီလီယံကမာချိုကိုတက်ဝင်လှပလာအောင်ဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကဘာမီပေါ်မှာတော့မာချိုအတွက်ပထမဆုံးမစ်ရှင်ရဲ့စမ်းသပ်ချက်တွေကပြင်ဆင်နေသေးပဲရှိပါသေးတယ်။ပထမဆုံးအာကသယင်ဖြစ်တဲ့ဇေဖာကိုတော့ကပတိန်ဝီလီယံကတာဝန်ယူခဲ့ပြီးတော့တယောက်တည်းထွက်ခွာလာခဲ့ပါတယ် ရဲနှဲငယ်ကြမှာတော့ဒုတိယအာဂတယင်ကိုကပတိန်အမ်မလီကမောင်းနေခဲ့ပြီးတော့လိုက်ပါလာခဲ့ပါတယ်။မာဂျိုကိုသွားရမယ့်ခီးကွာဝေးကရက်ပေါင်း190လောက်ကြာမြင့်မှာပဲဖြစ်ပါတယ်။ထွက်ခွာကနီးမှာဝီလျံကနှုတ်ဆက်စကားပြောကြားခဲ့ပြီးကဘာပေါ်ကလူသန်းပေါင်း60ကျော်လောက်ကဘာလို့အသက်နဲ့ယင်းပြီးတော့မဖြစ်ထွန်းတဲ့ဂျိုအတွက်ဒီကိစ္စကိုဆောင်ရွက်မှာလဲဆိုတာကိုစိတ်ဝင်စားနေခဲ့ကြပါတယ်။ဒါမဲ့လည်းဝီလျံကတော့မာဂျိုဘော်ကိုသွားကတက်ဝင်လှပလာအောင်တိဆောက်ဖို့ဆုံးဖြတ်ချက်ခိုင်းပါနေခဲ့ပြီးဂျိုဘတ်လန်တိုင်းထွက်ခွာသွားခဲ့ပါတယ်။ ီနောက်မှာတော့ရင်မြန်ပေါ်ကနေဝီလျံကကဘာမကြီးရဲ့အလှကိုအကြည့်မလွဲနိုင်ဘဲနဲ့စိုက်ကြည့်နေခဲ့ပါလေအကောင်လုံးကစီစဉ်ကြဖြစ်နေခဲ့ပြီးအတီးပြုတ်ပြီးကနေမှာတော့အော်စတိုမာရှိတဲ့ထိချုံရေးစကန်ကဝီလျံကိုအကသာရင်မှုဝတ်စုံကိုချွတ်ပြီးတော့နေတူတူဝလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်တဲ့အကြောင်းခွင့်ပြုပေးခဲ့ပါလေပျော်ရွှင်နေတဲ့ဖွဲ့သားတွေကမတ်ချူသားတယောက်ဖြစ်လာဖို့စန္ဒရှိတဲ့ဝီလျံကိုတွေ့ဖို့စူးစီးခဲ့ကြပြီးဆက်သွယ်ရေးလိုင်းကနေနှုတ်ဆက်ခဲ့ကြပါလေစကန်ဒီဆိုတဲ့အာကဒရင်မှုတယောက်ကလည်းမစ်ရှင်တစ်ခုလုံးကိုကြည့်နေခဲ့ပါတယ် တို့နှစ်ယောက်ကအခြေဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတော့စကန်ဒီကဝီလျံတီထွင်ထားတဲ့ရင်ပြန်တဲကစစ်ပစ္စည်းတစ်ခုကိုစမ်းသပ်ကြည့်ဖို့အကြံပေးခဲ့ပါတယ်။အဲဒီကိရိယာကမြေစီလွာတဲကနေအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကိုထုတ်ယူပြီးတော့ခီးဆောင်ရေဖြစ်ပြန်လဲပေါင်းစည်းပေးတာပဲဖြစ်ပါတယ်။အဲဒီကိရိယာရဲ့အကူအညီနဲ့ဝီလျံတယောက်အန်ဩစရာအောင်မြင်မှုတစ်ခုကိုရယူနိုင်ခဲ့ပြီးတော့သူ့ရဲ့အပင်တွေအတွက်အရေးပါတဲ့ရေကိုရင်ပြန်ပေါ်မှာရောမာချိုပေါ်မှာပါထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ဒီနောက်မှာတော့ဝီလျံကအာဂတာယင်တဲကပထမဆုံးအစားအသောက်ကိုပြင်ဆင်ခဲ့ပြီး သူစိုက်ပျိုးထားတဲ့အပင်တွေကိုရေလောင်းကသူ့ရဲ့အတွေးတွေကိုအထူးပြုလုပ်ထားတဲ့ရင်မြန်ဘော်ကစက်ထဲမှာရေးခဲ့ပါလေ။အဲဒီညမှာတော့သူကအိတ်မပြောတဲ့အတွက်ငိန်ရောင်းတဲ့ဂီတတွေဖွင့်ကအိတ်ပြောင်းအောင်ကြိုးစားခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ဘဲနဲ့စိတ်လှရှားမှုကပြင်းထန်နေခဲ့ပါလေ။မနေ့ရောက်တော့စကန်ဒီကသူ့ကိုဆက်သွယ်ကအပတ်စဉ်ချက်လက်တင်ပြရမယ့်အချိန်ဖြစ်ကြောင်းအတည်ပြုခဲ့ပါလေ။ဝီလျံကမရှင်ရဲ့အသေးစိတ်ပြင်ဆင်မှုတွေအကြောင်းအစားအစာထောက်ပံ့မှုနဲ့အရေးကြီးတဲ့ပစ္စည်းကိရိယာတွေအကြောင်းပြောခဲ့ပေမဲ့အကခဲဆုံးစိန်ခေါ်မှုကတော့ရေအင်းမြစ်ကိုထိမ့်သိမ်းရမှာပဲဖြစ်ပါလေ။ အဲဒီချိန်ကုန်မှုအတွက်သူကမြေကြီးကနေရေထိုးလုပ်တဲ့ဆက်ကိုတီထွင်ခဲ့တာဖြစ်ပြီးတော့သူ့ဆက်ကိုစမ်းသပ်ပြခဲ့ပါတယ်။သူကရေထိုးဆက်ကိုကဘာပေါ်မှာတော့အာဂါတာမာတဲကန္နာထဲမှာစမ်းသပ်ခဲ့ပြီးပထမနှစ်ရက်အတွင်းမှာတော့သူကရင်ငတ်ခံကဆက်ကိုပြင်ဆင်ခဲ့ရပြီးတတိယမြောက်နေ့မှာတော့သူကအောင်မြင်စွာရေထိုးလုပ်နိုင်ခဲ့ပါတယ်။အောင်မြင်သွားတဲ့အတွက်သူ့ရဲ့ရေထိုးဆက်ကကဘာပေါ်မှာအလုပ်ဖြစ်တယ်ဆိုရင်မာဂျိုပေါ်မှာလည်းအလုပ်ဖြစ်နိုင်တယ်လို့ယူဆကမရှင်ကိုဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။သူကကဘာပေါ်ကနေထွက်ခွာခဲ့ပေမဲ့လူသားမျိုးနွယ်စုတစ်ခုလုံးကသူ့နားမှာရှိနေတယ်လို့ခန်းစားခဲ့ရပါတယ် ဲဒါကြောင့်သူကယုံကြည်ချက်တွေပြေဝနေခဲ့ပြီးလူသားတွေကသူ့ရဲ့မတ်ဂျူသွားတဲ့ခီးမှာ အောင်မြင်မှုရမယ်လို့ယုံကြည်ခဲ့ကြပါတယ်။အရင်နောက်ဝီလျံကအကောင်းမြင်စိတ်မွေးပြီးတော့ရေထုပ်ဆက်ကရင်းတဲ့အပင်တွေကိုလောင်းလိုက်လေ့ကျင့်ခန်းလုပ်လိုက်စာဖတ်လိုက်နေ့စဉ်မှတ်တမ်းရေးလိုက်တခါတလေကကုန်လိုက်နဲ့ထိုင်နေခဲ့ပါတယ်။စကန်နီကလည်းသူနဲ့နေတိုင်းစကားပြောပေးခဲ့ပြီးတော့ကဘာပေါ်ကသတင်းတွေကိုပြောပြခဲ့ပါတယ်။ဝီလျံကအကုန်လုံးဆင်ပြေနေခဲ့ပြီးသူ့ရဲ့ရေထုပ်ဆက်ကိုစမ်းသပ်ခဲ့တဲ့အချိန်တွေကိုပြန်တွေးနေခဲ့ပါတယ် စကန်နီကသူ့ကိုကနာရဲမှာရှာတွေ့ခဲ့ပြီးအဲ့ဒီချိန်မှာသူကစကန်နီကိုနှစ်အနည်းငယ်အတွင်းမှာလူသားတွေကမတ်ချူပေါ်မှာနေနိုင်တော့မယ်လို့ကြေပေးခဲ့ပါတယ်။အခုတော့သူ့ရဲ့ဇေကူးအိမ်မက်တွေကဒလန်ချင်းလှမ်းလာခဲ့ပြီးတော့အချိန်တစ်ခုကြာရင်မတ်ချူပေါ်မှာတက်ဝင်လှပလာအောင်တိဆောက်ဖို့နီးကပ်လာပြီပဲဖြစ်ပါတယ်။လမ်းမှာတော့ဝီလျံတယောက်ပြင်ဆင်ထားတဲ့အထုပ်တွေကိုယူဖို့အာဂသစကန်တစ်ခုမှာရန်နာခဲ့ပါတယ်။အဲ့ဒီစကန်မှာရှိတဲ့အာဂသရင်မှုတွေကအချိန်ကြာကြီးနေမှသူပြန်တွေ့ရတဲ့လူသားတွေပဲဖြစ်ပါတယ်။ စကန်းကိုရောက်တော့သူကအာဂဒါယင်မှုတွေကိုအသီးတွေလက်ဆောင်ပေးခဲ့ပြီးတခုခုလွဲနေတာကိုသတိထားမိခဲ့ပါတယ်။အာဂဒါယင်မှုနေရာစလုံးကအာဂဒါထဲမှာနေရတဲ့အပြင်သူတို့ထေလာခဲ့တဲ့အပင်နဲ့တံတဝါတွေကလည်းစမ်းသက်ချက်အတွင်းမှာတည်ကုန်ကြတဲ့အတွက်စိတ်သက်သာနေခဲ့ကြပါတယ်။အဲဒီကြာရှုံးမှုကြောင့်အာဂဒါယင်မှုတွေကတော်တော်ကိုစိတ်ပြက်အာရုံနေခဲ့ရပြီးစကန်းမှာနေရတာအဓိပ္ပာယ်မရှိသလိုခံစားနေရတဲ့အပြင်သူတို့ရဲ့မိသားစုတွေကိုလည်းလွမ်းစွတန်းတာတတိယနေခဲ့ကြပါတယ်။ရုတ်တရက်သူတို့တဲကတယောက်ကကဘာပေါ်ကအကြာကြီးထွက်သွားမှာကိုနားမလည်ခဲ့ဘဲနဲ့ ဝီလျံကိုနောက်ဆုတ်လို့ရတော့မရှင်ကိုဖျက်သိမ်းလိုက်ဖို့အကြံပေးခဲ့ပါတယ်။အဲဒီအချိန်မှာပဲမက်ဆေ့ရောက်လာခဲ့ပြီးအမ်မလီရဲ့ရင်မြန်ထွက်ခွာမှုကိုကြေညာခဲ့ပါတယ်။ဝီလျံကမရှင်ကိုလက်လျှော့မှာမဟုတ်တဲ့ကြောင်းသိသွားကြတော့သူတို့ကမြေရေစီးကြနေပြီးတော့ဝီလျံကိုကြည့်နေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့တယောက်ကဝီလျံကိုပြေးဝနားမလဲတဲ့အရာတစ်ခုကိုမလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဝီလျံကတော့ဇဖာကိုပြန်လာခဲ့ပေမဲ့စကန်ဘော်ကအာဂတာယင်မှုတွေရဲ့ဇကားကိုနားထဲမှာကြားယောင်နေခဲ့ပါတယ်။ သူကသူ့ရင်မိမကဂုံရှိတဲ့စာပေစုကိုလက်ခံရရှိတာကိုပြန်တွေးမိသွားခဲ့ပါတယ်။သူ့ရင်မိမကပျော်ရွှင်မှုကိုတခြားလူတွေနဲ့မျှဝေခံစားခဲ့ပြီးလူတွေကသူ့လို့ရဲ့အရေးပါမှုကိုအတိမတ်ပြုခဲ့ကြတဲ့အချိန်မှာဝီလျံကခလန်းလန်းကနေကြည်နေခဲ့ပြီးတော့ထွက်လာခဲ့ပါတယ်။အဲဒီညမှာတော့ကောင်းငင်မှာလာမင်းကြီးကထိန်ထိန်တာနေခဲ့ပြီးသူကလာကိုအကြာကြီးစိုက်ကြည့်နေခဲ့ကအထီးကျန်ထန်ကြီးဖြစ်နေတယ်လို့ခံစားနေခဲ့ရပါတယ်။ဒီနောက်မှာတော့သူကအောင်ပွဲခံနေကြတဲ့အခန်းလေးကိုပြန်သွားခဲ့ပေမဲ့လူတွေကြားထဲမသွားဘဲနဲ့တီးတန့်ဖြစ်နေသလို ခံစားနေရတဲ့အတွက်ခလန်းလန်းကနေပဲကြည်နေခဲ့ပါတယ်။အခုအာကတာထဲမှာလည်းသူကအဲ့လိုခံစားချက်မျိုးပြန်ရနေခဲ့ပြီးအဲ့နောက်မှာတော့ရေထုပ်စစ်မှာအရာတက်ခဲ့ပေမဲ့ဝီလျံကတော့အေးစေးကလေးမွေးဆိုသလိုပြင်နိုင်မယ်လို့ယုံကြည်ချက်ရှိနေခဲ့ပါတယ်။တကယ်တော့သူကမျောလင့်မထားတဲ့စိန်ခေါ်မှုအတွက်စိတ်လှုပ်ရှားနေခဲ့ပြီးဆက်ပြစ်တာကသူ့ရဲ့ညီငွေ့စရာဘဝကြီးကို ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်။အကုန်လုံးကနေရာတကျရှိနေခဲ့တာကြောင့်သူကအာကသယင်ရဲ့လင်မြန်လှတဲ့အမြန်နှုံးကိုဂယုမပြူမိခဲ့ပါဘူး။ မကြခင်မှာပဲသူကသူ့ရေပြားပေါ်မှာအပင်တွေပစ္စည်းနေတာကိုညွန်ပြနေတဲ့အမှုန်တွေကိုတတိထားမိခဲ့ပါတယ်။အာဂဒါစကန်တဲ့ကအာဂဒါရင်မှုတွေကြောင့်သူ့ကောင်းထဲမှာပြန်ပေါ်လာခဲ့ပြီးတော့သူကသူ့ရဲ့စိတ်ကံစားချက်ကိုနားလည်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကဘလို့ခက်ခဲမျိုးမဆိုအောင်မြင်စွာကြော်ဖြတ်နိုင်မယ်လို့စိတ်ပန်းဖြိုက်ထားခဲ့ပေမဲ့တည့်ရက်မှာတော့ရေထုပ်ဆက်ကခက်ခဲတဲ့ဆက်ပိုင်းဆိုင်ရာချုပ်ရင်းသွားခဲ့ပြန်ပါတယ်။ဝီလျံကကန္နာရဲတဲ့ကရင်ငတ်ပြီးတော့ရုန်းကန်ခဲ့ရတဲ့အချိန်တွေကိုပြန်မှက်ရသွားကဆိုရင်ပူပန်မှုတွေလည်းဝင်လာခဲ့ပြီးတော့ရင်မြန်ဘော်က AI ကိုသူ့ရဲ့ခန်းစားချက်တွေထုတ်ပြောခဲ့ပါတယ်။ နောက်တစ်ခါမှတော့သူကကဘာဘောကသူ့ကိုချစ်တဲ့လူတွေစီကနေမွေးနေ့ဆူတောင်းစကားတွေလက်ခံရရှိခဲ့ကပြန်ပြီးတော့စိတ်အဆင်ပြေလာခဲ့ပါတယ်။သူကနိုင်ငံသားဘာသာစကားတွေကိုစတင်သင်ယူပြီးတော့အပင်တွေကိုစမ်းသပ်ချက်တွေလုပ်ခဲ့ပါတယ်။ရုတ်တရက်ဟော့စတယ်ကစကန်နဲ့ဆက်သွယ်ပြတ်သွားတဲ့အခါမှာတော့တိတ်ဆိတ်မှုကသူ့ကိုထိတ်လန့်စေခဲ့ပေမဲ့နောက်ဆုံးမှာတော့စကန်နီနဲ့ပြန်ပြီးတော့ဆက်သွယ်ရခဲ့ပါတယ်။စကန်နီကအမ်လီရဲ့ရင်မြန်မှာဂျိုင်ရိုစကုပ်ပစ္စည်းသွားတဲ့အတွက်ကြောင့်ဥတီကျပြောင်းသွားတဲ့အတွက်သူတို့အကုန်လုံးကအဲ့ဒီကိုအာယုံဆိုင်နေရတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ ဝီလျံလဲစကန်းကပညာရှင်တွေကကင်တွယ်လိမ့်မယ်လို့စကန်းဒီပြောတာကိုလက်မခံဘဲနဲ့အမလီကိုဆက်သွယ်ကလိုအပ်တဲ့ညွှန်ကြားမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဝီလျံအတွက်ကတော့တရပြည့်တရထက်တူညီနေတဲ့ရက်တွေကုံလုံသွားခဲ့ပြီးတရမှာတော့ဝီလျံတယောက်သူ့ကိုယ်သူအနက်ခံအာယုံပျောက်သွားတယ်လို့ထင်နေတော့သူကအနက်မျိုးစုံဖျန်းကမျက်နှာရတဲ့အချိန်ကျမှစိတ်သက်သာရာရသွားခဲ့ပါတယ်။အဲ့ညမှာတော့သူကကဘာဘောကအတန်တွေကိုပြန်ပြီးကြားရောက်နေခဲ့ပြီးတော့အိမ်ကိုလွမ်းနေခဲ့ပါလေအခုတော့သူကကဘာဘောကနေမမြင်နိုင်တော့တဲ့အာကတာရဲကရင်မြန်ပေါ်မှာရောက်နေခဲ့ပြီးတော့ ကျိန်းတို့တွေကသူ့ရဲ့အတွေးတွေကိုနှောက်ယှက်နေခဲ့ပါတယ်။မရှင်စတင်ပြီး81ရက်မြောက်နေ့မှာတော့ရေထုပ်ဆက်မှာဆက်ချုပ်ရွေးမှုထပ်မံဖြစ်ပွားခဲ့ပြီးတော့တောက်ရီကိုညံ့ညမ်းစေခဲ့ပါတယ်။ဒါမဲ့လည်းဝီလျံကသူ့ကိုချက်ချင်းပြန်ခေါ်မဲ့အကြောင်းသိနေတဲ့အတွက်အဲဒီကိစ္စကိုစကန်းစီတရင်မပူဘဲနဲ့နေခဲ့ပါတယ်။သူကကန္နာရဲတုံးက၆သွေ့နေတဲ့ရေပြင်ပေါ်ကနေရေထုပ်ဖို့စူးစမ်းခဲ့တာကိုပြန်တွေးခဲ့ပြီးတော့အာကတာရဲမှလည်းအဲ့ဒီတိုင်စူးစမ်းကြည့်ခဲ့ပါတယ်။ တရက်မှာတော့စိုးရိမ်နေတဲ့စကန်နီကသူ့ကိုဆက်သွယ်ခဲ့ပြီးတော့ကမ္ဘာမြေပေါ်ကပညာရှင်တွေကစိတ်ပူနေကြတဲ့အတွက်ရေထုပ်ဆက်ကိုထားပစ်ခဲ့ပြီးတော့ချက်ချင်းပြန်လာခဲ့ဖို့နားချခဲ့ပါတယ်။ဒါမဲ့လည်းဝီလျံကလက်မလျှော်ဘဲမနာမနေစူးစမ်းပန်းစားပြင်ဆင်ခဲ့ပေမဲ့ရေထုပ်ဆက်ရဲ့စိတ်ပိုင်းတစ်ခုကလောင်ကျွမ်းသွားခဲ့ပါတယ်။နောက်တရက်မှာတော့စကန်နီကရေထုပ်ဆက်ချိုးယွင်းမှုတွေကြောင့်အမ်မီလီတယောက်မစ်ရှင်ဖြတ်သိမ်းခဲ့ရပြီးတော့ကမ္ဘာပေါ်ကိုပြန်လာနေပြီဖြစ်တဲ့ကြောင်းဝီလျံကိုပြောပြခဲ့ပါတယ်။ဝီလျံလည်းရုန်းကန်နေရမယ်ဆိုတာကိုစကန်နီကတန်တရားဝင်နေခဲ့ပေမဲ့ ်ဝီလျံကအကုန်လုံးကအဆင်ပြေနေတဲ့အတွက်စိတ်မပူဘူးပဲပြောခဲ့ပါဗျ။တကယ်တော့ဝီလျံကငြိမ်သက်နေတဲ့ဘဝင်းရှင်ကြောင့်အတွေးတွေများနေခဲ့ရပြီးအပင်တွေကလည်းရေလုံလောက်အောင်မရတဲ့အတွက်ခြောက်သွေ့လာခဲ့တာပဲဖြစ်ပါတယ်။သူကအသက်ရှင်ဖို့အတွက်ရေရစက်ချင်းကိုပါစူဆောင်းလာခဲ့ပြီးတော့ကနာရဲမှာတော့ကသူအသက်ရှင်နိုင်ခဲ့တဲ့နီလန်းကိုပြန်ပြီးတော့စဉ်းစားခဲ့ပါတယ်။သူကတဘာဝအတိုင်းရေတံတရာလေပုံဖြစ်လာအောင်ပုံတွေအပင်တွေကိုတုံးကတိဆောက်ခဲ့ပါတယ်။ဒီနောက်သူ့ရဲ့အစီအစဉ်ကမြေဆီလာကိုတိတ်တိအောင်အပူပေးပြီးတော့ အောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ထုတ်ယူကရေပြည့်ဖွဲ့စည်းစီမှာပဲဖြစ်ပါတယ်။သူကသူ့ရဲ့အစီအစဉ်ကိုထပ်ခါထပ်ခါစ조사လုပ်ဆောင်နေခဲ့ပါတယ်။အဲဒီနောက်161ရင်းမြောက်နေ့မှာတော့ဝီလျံကခီးစဉ်အတွက်လုံလောက်တဲ့ရေကိုထုတ်ယူနိုင်တဲ့အကြောင်းတည်ပြုနိုင်ခဲ့ပါတယ်။ဒါမဲ့လည်းသူကမတ်ချိုပေါ်မှာရေထုတ်ဆက်ကိုအလုပ်ဖြစ်အောင်မလုပ်နိုင်ရင်သူ့ရဲ့မရှင်ကကြာရှုံးသွားမှာဖြစ်ပြီးတော့သူလည်းတည်ဆုံရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့စကန်ဒီကဇဖာကြုံတွေ့နေရတဲ့ပြဿနာတွေကိုတည်သွားခဲ့ပြီးတော့ဝီလျံကမရှင်ရဲ့ဒရိုက်တာကို သူ့ရဲ့ရေထုပ်ဆက်ကပျက်စီးနေခဲ့ပြီးသူကလည်းပြန်မပြင်နိုင်တော့တဲ့အကြောင်းသတင်းပို့ဖို့ဖိအားပေးခံခဲ့ရပါတယ်။စကန်နီကဝီလျံကိုရေထုပ်ဆက်ပြင်ဖို့အတွက်နောက်ဆုံးတရက်အချိန်ပေးခဲ့ပြီးအဲ့ဒီတရက်ပြီးရင်တော့ရင်မြန်ကကဘာမြေစီကိုချက်ချင်းပြန်လည်လာရမှာပဲဖြစ်ပါတယ်။ဝီလျံကဒီမရှင်တဲ့နှစ်ပေါင်းများစွာပြင်ဆင်ခဲ့ရတာမို့ကြေကွဲနေခဲ့ပြီးတော့ရေထုပ်ဆက်ကနေထုတ်ထားတဲ့ရေကိုပထမဆုံးတောက်လိုက်တဲ့အချိန်ကိုမှတ်ရသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူကညံလင်းပွင့်သွားခဲ့တယ်လို့ခန်းစားလိုက်ရပြီးတော့မချိုဘော်ကိုသွားဖို့အတွက်အကုန်လုံးကိုစွန့်ပြစ်ရမယ်ဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ မနက်ခင်းမှာတော့စကန်ဒီကသူ့ကိုဆက်သွယ်ခဲ့ပြီးတော့ဟော့စတွန်ရုံးချုပ်ကဇက်ဖာပြန်လာဖို့ညွှန်ကြားလိုက်တဲ့အတွက်အာကသာရင်မှုဝတ်စုံဝက်ကခေါင်းကန်းကိုတွားဖို့ညွှန်ကြားခဲ့ပါတယ်။ကဘာမြေစီကိုတေချာပေါက်ပြန်နိုင်အောင်လဲသူတို့ကအာကသာရဲကစကန်မှာလောင်စာစီပို့ပေးထားတဲ့အကြောင်းအသိပေးခဲ့ပါတယ်။ဝီလျံတောက်မရှင်ကြာရှုံးသွားပြီဆိုတာရဲ့ရေထုပ်ဆက်ကအလုံးမလုံးတော့တဲ့အတွက်သူ့ဘလို့လို့လို့မချိုကိုတွားလို့မရတော့ဘူးဆိုတာရဲ့ကိုနားလည်သွားခဲ့ပါတယ်။မချိုပေါ်မှာဘသူမှမရှိတော့မဲ့အကြောင်းကိုတွေးမိသွားခဲ့ပြီးသူကစွန်စားကမြေပြင်စကန်းနဲ့ဆက်သွယ်ဖြတ်တောက်လိုက်ပါတယ် ဇဂန်ဒီကသူ့ကိုဇဂန်ကလမ်းညုံမှုမပိုင်အာကတာထဲမှာလမ်းပြောက်သွားမဲ့ကြောင့်တတိပေးခဲ့ပေမဲ့ဝီလျံကနောက်မထောင်ခဲ့ပါဘူး။သူ့ရဲ့အထီးကျန်နေရက်တွေလည်းစတင်ခဲ့ရပြီးသူကတရက်မှာတော့တယောက်ကဖက်လိုက်မယ်လို့ယူဆကနေစဉ်မှတ်တမ်းကိုဆက်ရေးနေခဲ့ပါတယ်။ဇပါကလမ်းကြောင်းတိုင်းသွားနေလားဆိုတာကိုသူကသေချာမသိခဲ့ပဲနဲ့တကယ်လို့မချူကနေလမ်းလဲသွားခဲ့ရင်သူကအာကတာထဲမှာထာဝရပြောက်ွယ်သွားမှာပဲဖြစ်ပါတယ်။အဲဒီနောက်သူကမရှင်အတွက်မျောလင်းချက်မဲ့နေခဲ့ပေမဲ့အဖို့တန်လာတဲ့ရေကိုနည်းနည်းချင်းတောက်ခဲ့ပါတယ်။ ီနောက်မှာတော့သူကအာယုံ၅ပါးခြုံရင်းသွားမှာစိုးတဲ့အတွက်နေတိုင်းလိုလိုအာယုံခံနိုင်စွမ်းကိုစမ်းသပ်ကြည့်နေခဲ့ပါတယ်။သူကကြောက်ရွံ့ခဲ့တဲ့အတွက်ပြစ်ရှိစိတ်ခံစားနေခဲ့ရပြီးတော့ယူကျုံမြပူလုံးကြွားဖြစ်ကတတ်တည်ဖို့စဉ်းစားခဲ့ပါတယ်။တကယ်မှာတော့သူကတကားကိုဖွင့်ကအာကတာရဲကိုခုံချဖို့စိတ်ကူးမိခဲ့ပေမဲ့စကန်ဒီစီကဆက်သွယ်ပြန်ရလာခဲ့ပါတယ်။စကန်ဒီကသူ့ကိုပြန်ဆက်သွယ်ဖို့တောင်းဆိုနေခဲ့ပြီးတော့ကဘာကြီးကသူ့ကိုမတည်သေးဖို့မျှော်လင့်နေတဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်။ယုဒိယအာဂဒာယင်မြန်ကမုန်တိုင်းနဲ့ရောက်သွားတော့ဝီလျံကတဲကန်နေရကိုပြန်ပြီးတော့မှတ်ရသွားခဲ့ပြန်ပါလေ သူက NRG နဲ့သူနားမှာလေပတ်နေတဲ့အရာဝတ္ထုကိုကြည့်နေခဲ့ပြီးတော့အဲ့ဒီချိန်မှာပဲဘာလို့အဲ့ဒီနေရာကိုရောက်နေလဲဆိုတာကိုနားလည်သွားခဲ့ပါတယ်။လာပေါင်းများစွာခင်းနေခဲ့ပြီးနောက်ဆုံးမှာတော့ဇဘာကမတ်ဂျူဘော်ကိုရောက်လာခဲ့ပြီးပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဝီလျံတယောက်ခေါင်းကန်းကိုသွားခဲ့ပြီးတော့ဟော့စတွန်ရုံးချုပ်ကိုဆင်းသက်ဖို့အဆင်သင့်ဖြစ်ပြီးဆိုတဲ့အကြောင်း report တင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကနီလန်တိုင်းလောက်ခဲ့ပြီးတော့မတ်ဂျူမျက်နှာပြင်ပေါ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်။ဝီလျံတယောက်အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့အကြောင်းရုံးချုပ်ကိုသတင်းပို့ခဲ့ပြီးတော့ ရင်မြန်ပေါ်ကနေစင်းကတက်ရှိကင်းမဲ့နေတဲ့ဂျိုကြီးကိုကြည့်နေခဲ့ပါတယ်။မတ်ဂျိုပေါ်မှာကတက်ရှိတွေလည်းမရှိသလိုတေဆုံးချင်းလည်းမရှိခဲ့တဲ့အတွက်သူကရှင်တိုင်းနိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။